အရင်နှစ်တကြံတွေကရန်ကုန်မြို့တော်ဝန်မန်တက်အဖြစ်တည်ရှိခဲ့တဲ့ရန်ကုန်မြို့တော်ခမ်းမရှိမန်တက်ကိုအခုနှစ်တကြံမှာရန်ကုန်မြို့တော်ဗဟိုမန်တက်အဖြစ်ပြောင်းလဲလိုက်ပြီးဘသူမဆိုလာရောက်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်ရန်ကုန်မြို့တော်ဗဟိုမန်တပ်မှဘသူမဆိုပါဝင်ဆင်နွှဲနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းဒေသကြီးရဝင်းကြီးဦးစော်အေးမောင်ကအခုလိုပြောပါရယ်တင်ကန်းညွမြို့နယ်ကလူကတင်ကန်းညွမြို့နယ်ကုမြို့နယ်မှာကိုရေပက်ပြီးတော့ကုမြို့နယ်မှာကိုပြောလာချင်းတမြို့နယ်လောက်ချစ်နီနာမြို့နယ်လာရေပက်ကြ အဲ့လိုမျိုးထဲမှာပဲလာပြီးတိုးဝေးပြက်ကျက်နေတာအဲ့လိုမဟုတ်တော့ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသအစိုးရဖွဲ့မန်တက်ဆိုပြီးတော့အရင်ပြည်လမ်းမှာလုပ်တယ်အဲ့ဒါလည်းမလုပ်တော့ဘူးရန်ကုန်မြို့တော်ခမ်းမရှိမှာမန်တက်ဟာရန်ကုန်မြို့တော်မဟာတကြံမန်တက်ဆိုပြီးတော့ပြောင်းလိုက်တယ်ဒါအားလုံးပြည်သူအားလုံးပိုင်တဲ့မန်တက်ပဲဒါမဟာဗဟိုမန်တက်ကြီးဟုတ်ကဲ့ဒါမြို့တော်ကမန်တက်မဟုတ်ဘူးရန်ကုန်တိုင်းအစိုးရဖွဲ့မန်တက်လည်းမဟုတ်ဘူးအဲ့ဒီမန်တက်ကိုပြည်သူပြည်သားမြင်းမှုဆိုလာရောက်ပြီးတော့ အပန်းဖြေနိုင်တယ်လာရောက်ပြီးရေပက်နိုင်တယ်လာရောက်ပြီးရေပက်ခံနိုင်တယ်လာရောက်ပြီးတော့အကတွေလာရောက်ပြီးကြည်နိုင်တယ်တန်ချက်တွေလာကြည်နိုင်တယ်တိုင်းရင်သားအကတွေလည်းပဲအဲ့ဒီမှာပြိုင်ပွဲလုပ်တယ်စုတွေလည်းချမယ်ဒီမန်တက်မှာတိုင်းရင်သားအကပြိုင်ပွဲတွေကိုလည်းပြုလုပ်မှာဖြစ်ပြီးပုတ်ကလေးကမန်တက်တွေရဲ့စုပေးမဲ့အစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနယ်နေစည်ရေးရဝင်ကြီးဘူမူးကြီးတင်အောင်ထွန်းကလည်းအခုနှစ်တကြံမှာတိုင်းအစိုးရမန်တက်ကိုဒီနှစ်မှာမဆောက်လို့ဖဲဘခုမန်တက်အနေနဲ့ပြစ်လုံမှာဖြစ်တယ်လို့ဆိုပါရယ်